ဂျပန်နိုင်ငံအနောက်တောင်ပိုင်းအိုအီတာမြို့ရှိဆာဂါနိုဆက်ကီရပ်ကွက်မှာစောက်190ကျော်မိလောက်မှု ဖြစ်ပွားခဲ့ပြီးညလုံးပေါက်ဆက်လက်လောင်ကျွမ်းနေရမှာဒေသခံ200နီးပါးအရေးပေါ်ခိုးလုံရနေရကိုထွက်ပြေးခဲ့ကြရကြောင်းမိသက်နဲ့သဘာဝ BND ရဲ့စီမံခန့်ခွဲရေးအေဂျင်စီကနိုဝင်ဘာလ19ရက်ဗုဒ္ဓနေ့ကပြောကြားခဲ့ပါတယ်လူတယောက်ပျောက်ဆုံးနေကြောင်းသတင်းတွေထွက်ပေါ်ပြီးမှအဲ့ဒီသူဟာသေဆုံးသွားပြီလို့ရဲသတင်းရင်းမြစ်တွေကိုကိုးကားပြီးဒေသခံမီဒီယာတွေကအစီရင်ခံပါတယ် တိုချိုမြို့ရဲ့အနောက်တောင်ဘက်980ကီလိုမီတာအကွာရှိအိုအီတာမြို့ကဆာဂါနိုဆက်ကီရပ်ကွက်မှာနိုဝင်ဘာလ18ရက်အင်္ဂါနေ့ညနေ9:40မိနစ်လောက်မှာမိလောက်ကျွမ်းမှုစတင်ဖြစ်ပွားခဲ့တာပါမိလောက်ကျွမ်းမှုကိုညင်သက်ဖို့မိသက်ကဓာစမောင်းများစွာနဲ့မိသက်သမား200ကျော်ကိုဆေလွှတ်ခဲ့ပြီးဒေသစံတော်ချိန်မနက်7:00နာရီအချိန်ထိ နိုင်20နီးပါးကြာနေတာတော့မိကိုအပြေဝထိတ်ချုံနိုင်ခြင်းမရှိပါဘူးစစ်ပတ်နဲ့မိသက်ဟရင်တွေဟာရာစုနှစ်ဝက်နီးပါးအတွင်းနိုင်ငံရဲ့အကြီးမားဆုံးမြို့ပြမိလောင်မှုကိုငြိမ်သက်ဖို့ကြိုးပမ်းနေကြပြီးမိလောင်မှုဖြစ်ပွားရတဲ့အကြောင်းရင်းကိုစုံစမ်းစစ်ဆေးနေဆဲဖြစ်ပါရဲ့ရှင်